မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အာနာသိန်းတူကောင်းဆောင်ဖျားဖို့ဖဏ္ဍစီစီကိုတက်ချုပ်ရုံဝက်ဘ်ဆိုက်ကမှတ်ချက်ဖြင့်ဖော်ပြအာနာသိန်းဒုတိယကောင်းဆောင်ဒုတိယပို့ချုပ်မှုကြီးဆုံးရဲ့ငလင်တင်ခဲ့တဲ့ပကိုးတိုင်းတို့သွားခဲ့တဲ့ခေစင်မှာနန်းတော်ဦးဖျားရှင်မြင့်မော်ဖဏ္ဍစီတက်ခဲ့သည်ကိုတမတော်ကာကွယ်ဦးစီးချုပ်ရုံရဲ့တရားဝင်ဝက်ဘ်ဆိုက်ကမှတ်ချက်နဲ့ဖော်ပြလိုက်ပါတယ် အာနာသိန်းဒုတိယကောင်ဆောင်ကစကိုင်းငံလျင်တန်ခန်းစားခဲ့ရတဲ့ပဲခူးတိုင်းရှိငလျင်တန်သင့်ဒေသများသို့ဧပြီလ9ရက်နေ့မှာတွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။တောင်ငူမျိုးတို့ရောက်ရှိစဉ်စကိုင်းငံလျင်တန်ကြောင့်စိန်ဖူးတော်ပြိုကျပြက်စီသွားသည့်နန်းတော်ဦးလောကမာရဇင်စီရီတို့တွားရောက်စဉ်ရှင်မင်းတော်ဘော်တို့ဖနက်စည်း၍တက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါသတင်းကိုတက်ချုပ်ရုံရဲ့တရားဝင် website ဖြစ်တဲ့ CINCDS website ကဧပြီလ10ရက်၌သတင်းဖော်ပြရမှာ အောက်ဆုံး၌မှတ်ချက်သတင်းစာများတွင်အပြည့် 别是这些苗，还是苗互相被动的？ နန်းတော်ဦးဖျားရင်ဖဏစီထားသဖြင့်ပုံသုံးရရင်ဂယုပြုသုံးရန်စွာချောင်းတရာပြက်စီမှုနဲ့ပြင်ဆင်ဆောင်ရွက်နေမှုများအားတင်းတော်သလိုသုံးရန်ဟုရေးသားထားသည့်မှတ်ချက်ကိုဖော်ပြထားပါရယ်အစဝါမှတ်ချက်ဖြင့်ဖော်ပြမှုကိုထုတ်ပြန်ပြီးနိုင်ပေါင်းများစွာကြားသည့်တိုင်ယခုသတင်းရေးသားချိန်ဧပြီလ10ရက်ည7:00နာရီထိဆက်လက်ဖော်ပြထားဆဲဖြစ်ပါရယ်ဒါ့ပေမဲ့ဧပြီလ10ရက်ထုတ်စစ်ကောင်စီဝါရဖြန့်သတင်းစာမှာတော့မှတ်ချက်ကိုထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး ။ဖျားရည်မင်တော်ပေါ်တွင်ခြောက်လုံးပြူတနတ်ကိုခါချထိုးလျက်ဖြစ်စင်းယူနီဖောင်းဝင်လျက်ဖျားကောပကများအားအလှငွေထောက်ပံ့နေသည့်တပ်ပုံကိုတင်ထားပါရယ်။ထိုတပ်ပုံကိုဖော်ပြရာမှာခြေစလုံးနေရာမှာစောင့်ရိပ်ဖြတ်တောက်ထားပါရယ်။စိုးဝင်ဖျားပေါ်ဖနက်စီပီတတောင်းကိုမင်းအောင်လှိုင်ထောက်ခံသူတွေကတမင်တက်တက်ပြတာလို့ထင်နေ။ဒါမှမဟုတ်သူတို့တွေမစည်းစင်းနိုင်အောင်ပြရာခတ်နေတာလည်းဖြစ်နိုင်နေ။ဒါပေမဲ့အွန်လိုင်းမှာပြန်ဖြုံမချဖြစ်တာကလည်းထူးခြားနေတယ်လို့နိုင်ငံရေးသတင်းများကိုစောင့်ကြည့်လေ့လာသူတို့ကပြောပါရယ်။ဧပြီရှီယာထုတ်သတင်းစာတွေမှာ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းရဲ့နေပြီးတော့အတွင်သွာလာနေတဲ့တရင်လေးကိုမျက်နှာဖုံးတင်ထားပြီးတော့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းရဲ့ပဲခူးတိုင်းခီစဉ်ကိုနောက်ကျောပုံးမှဖော်ပြထားပါတယ်စစ်ကောင်စီတပ်ထဲမှာဗိုလ်ချုပ်မှုကြီးမြောင်လိုင်းထက်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုထောက်ခံသူများပြီး၎င်းတို့အချင်းချင်းကြားပို့တိုင်းမှုကြီးမားနေကြောင်းဗမော်မျိုးသိန်းတိုက်ပွဲတွင် KIA ထံမကြသေးမီကအလင်းဝင်လာခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ချုပ်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်ထို့ပြင်စစ်တပ်အမာခံထောက်ခံသူမဘ သဖုန်ကြီးပေါက်ကူရောက1029စစ်စင်ရဲ့ပထမပိုင်းကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မျိုးများစွာလက်လွတ်လိုက်ရပြီးနောက်ပြည်ဦးလူမျိုးတွင် MNDA ကိုဂန်းကွက်ရှုံးချဝယ်ပြုလုပ်စဉ်အာဏာသိမ်းကောင်းဆောင်မီအောင်လှိုင်ကိုတပ်ချုပ်ရုံမှဆင်း၍စိုးဝင်းကိုလွှတ်ပေးရန်ပြောခဲ့ပါသည်။ထို့နောက်ပြူစောတီဖုန်ကြီးပေါက်ကူရောကိုစစ်ကောင်စီကခေတ္တခေါ်ယူဆစ်ဆီပြီးမှပြန်လွှတ်ခဲ့ပါသည်။စစ်တပ်တွင်မီအောင်လှိုင်ထက်စိုးဝင်းကိုပိုကြိုက်ကြသောသတင်းများမကြာခဏထွက်ပေါ်လေရှိပြီးနောက်အာဏာသိမ်းကောင်းဆောင်က၎င်းရဲ့လူယုံပိုချုပ်များကို ဒူကောင်းဆောင်စိုးဝင်းနဲ့ယာရုအစင်တူများစွာဖန်တီးနေရပင်၍စိုးဝင်းကိုနောက်ရောက်အောင်လုပ်ခဲ့ပါရယ်စစ်ကောင်စီဒုတိယကောင်ဆောင်ကဘကိုးတိုင်းခေစင်မှာတောင်ကူအကျဉ်းထောင်ဆေးရုံတို့ပြင်ရန်ကုန်မန္တလေးအမြန်လန်165မိုင်တစ်ဖာလုံးနဲ့165မိုင်သုံးဖာလုံးကြားရှိစွာချောင်းတရားပြည့်စည်မှုကိုလည်းတွားရောက်ကြည့်ရှုခဲ့ပါရယ်ဘကိုးတိုင်းတွင်ငလင်တန်ကြောင့်ကနအုပ်စင်းများရသေဆုံးသူ44ဦးတရားရရှိသူ234ဦးရှိပြီးဈေးရီ80ဆုဖုန်ကြီးကျောင်း186ကျောင်း င်၊စာသင်ကျောင်း62ကျောင်း၊ဘာသာရေးကျောင်း15ကျောင်း၊ဌာနဆိုင်ရာအဆောင်၂00၊အခြားအဆောင်289ခု၊လူနေအဆောင်1936လုံးနဲ့လန်ဒါအကျုပ်ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီကဖော်ပြထားပါတယ်။ဒါ့ပြင်ငလင်ကျောင်းဒေသုံသူဦးရေကရင်းပမာဏထံများပြီးတောင်ကူမျိုးရှိရွှေရင်းပြူကြမှု၌ဒေသုံသူ90ထံမှနေရှိကြောင်းဒေသခံများကပြောပါတယ်။တောင်ကူမျိုးပေါ်တွင်လည်းအဆောင်ပြူကြ၍လူသေဆုံးမှုများရှိခဲ့ကြပါတယ်။ အမျိုးသားညညရေးအစိုးရရဲ့ဧပြီလ9ရက်ကထုတ်ပြန်ချက်မှာဘကိုးတိုင်းတွင်ငလင်ကြောင့်သေဆုံးသူ68ဦး၊တရားရသူ234ဦးနဲ့ဘေးသင့်ပြည်သူ2,600ခန့်ရှိကြောင်းဖော်ပြထားပါတယ်။ စစ်ကောင်စီကစကိုင်းငန်းနယ်ကြောင့်တည်ဆုံးပြည့်စည်မှုအခြေအနေများကိုသတင်းဖုံးကွက်ရန်စူးစမ်းနေပြီးနိုင်ငံတကာမှသတင်းထောက်များကိုလာရောက်ခွင့်မပြုသလိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းရုပ်အလောင်းတွေးပါက၎င်းတို့ထံသတင်းပို့ခိုင်းပြီးစစ်ကောင်စီကသာထိန်ချုပ်ထုတ်ပြန်သောပုံစံလုပ်လာပါတယ်။မြေပြင်တည်ဆုံးပြောက်ဆုံးမှုမှာစစ်ကောင်စီထုတ်ပြန်သောအရေးတွက်ထက်ပိုများကြောင်းဒေသခံများရှာဖွေကယ်ဆယ်ရေးသမားများကပြောဆိုကြပါတယ်။ထို့ပြင်စစ်ကောင်စီကငလီဘေးကူညီကယ်ဆယ်သူများကိုလွတ်လပ်စွာလုပ ကင်ခွင့်မပြုဘဲစစ်ကောင်စီထံခွင့်တောင်းပြီးမှလုပ်ရန်ကတ်သက်ထားပါရယ်။သမိုင်းတက်ရှောက်ပျက်စီးဆုံးရှုံးမှုအများဆုံးငလင်ပေးကိုရင်ဆိုင်ရပြီးမယ်။စစ်ကောင်စီကအင်တာနက်ဖြတ်တောက်မှုပုံမှုပြုလုပ်ထားပြီး VPN ကိုလည်းဖွင့်မပေးသေးပါဘူး။ ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့အင်းတို့မြို့သိမ်းတိုက်ပွဲစစ်ကောင်စီရဲ့တမခွန်ခွန်တမမှုဥဆောင်တဲ့အဖွဲ့ထွက်ပြေးသွားဟု UNG ထုတ်ပြန်ရှင်းလင်းကြော်ကြားဆင်နွှဲခဲ့ပြီးနောက်မြို့သိမ်းပိုက်ခဲ့ပြီးဟောင်ဝင်းစာလက်နက်ကြီးများပါဝင်လက်နက်ခဲရအများပြားရဟုအတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမတ်တစစ်ဒေတာရဲ့အစီအစဉ်ဖြင့်အင်းတို့မြို့သိမ်းတိုက်ပွဲကိုရှင်းလာကြော်ကြားဆွနှဲခဲ့ပြီးနောက်ဧပြီ9ရက်ညပိုင်းမှာအပိသက်သိမ်းပါရရှိခဲ့ကြောင်းအမျိုးသားညညွေးအစိုးရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ် အင်းတို့မြို့သိမ်းစစ်စင်ရေးတဲ့ရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြမ်းမတ်စစ်ကောင်စီတပ်များနေဖြင့်စစ်ကူမရခြင်းမြေပြင်မှာလက်နက်ရိက္ခထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်ဒေဆုံများပြားခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ပဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုင်ကူမှတက်မမှုဦးဆောင်တဲ့အဖွဲ့ကဧပြီ9ရက်ည9:00နာရီကမှစကန်းစွန့်ဆုတ်ခွာသွားခြင်းဟုထုတ်ပြန်ထားပါတယ် အင်းတို့မျိုးကစစ်ကောင်စီရဲ့တမခွန်ခွန်ရှေ့နှဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတမမှုကိုယ်တိုင်ကုတ်ခဲ့တယ်လို့ဆိုပါရယ် ။တမခွန်ခွန်တမမှုကပထမဘုံမူးကြီးကျော်ကျော်ဟန်ဖြစ်တဲ့နောက်ပိုင်းသူ့ကိုကန်ယူရန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနေရာပေးလိုက်တဲ့အသိဝင်လာတဲ့ကောင်ကဘုံမူးကြီးတယောက်ပဲတမမှုပဲမဲ့အပွင့်တော်မတင်ရသေးဘူးဒီတိုက်ပွဲမှာသူလွတ်သွားတယ်လို့အင်းတို့မျိုးသိန်းတိုက်ပွဲတိုက်ခိုက်ခဲ့တဲ့ရဲဘော်တူကပြောပါရယ်။အမတ်ခွန်ခွန်ချိန်မြန်တမဌာနချုပ်ကဘကိုးတိုင်းမှာအခြေဆိုင်ပေးမဲ့အင်းတို့မျိုးကုခန်စစ်တွန်းစစ်ကောင်စီကပြီးခဲ့တဲ့2024ဩဂတ်မှာပို့ဆောင်ခဲ့ခြင်းဟုတင်ရရှိပါရယ်။ အင်းတို့မြို့သိန်းဆက်စင်ရဲကိုအမျိုးသားညညွေရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တင်စစ်ဒေသကိုကဲမှုဖြင့်ပြည်သူ့ကာကွယ်တပ်မတော် PDF ကတာခရိုင်အမတ်တတရင်အမတ်နှစ်တရင်အမတ်သုံးတရင်အမတ်လေးတရင်ကတာခရိုင်အထူးလှူရှားတပ်ခွဲအမတ်တအထူးလှူရှားတရင်အစာ1အမတ်တဆဲအထူးလှူရှားတရင်အစာတန်ပြည်သူ့ကာကွယ်အဖွဲ့အင်းတော်ပါကာဖပြည်သူ့ကာကွယ်အဖွဲ့ဗမောက်ပါကာဖပြည်သူ့ကာကွယ်အဖွဲ့ကတာပါကာဖပြည်သူ့ကာကွယ် ွင်အဖွဲ့ကတာခရိုင်ပါကဖအမတ်နဲ့ရွှေဘိုခရိုင်ကိုကဲယုံပြင်းလွင်ခရိုင်အမတ်939 930 932တရင်ပြင်းလွင်ခရိုင်အမတ်12တရင်ចောင်းသားတက်မတော် ABSDF တရင်71 04ကချင်လွတ်လည်တက်မတော် KIA တက်မဟာ9မှအထူးစစ်ကြောင်းမိုးငင် KPD အပ်ခလီခရိုင်အမတ်30တရင်ရော့ကတ်တက်ဖွဲ့ဒရုန်းပူပေါင်းတက်ဖွဲ့ MOD Drone Force ABSDF K2 SR1 ်အမတ်တရွှေလေးကိုဒုံတပ်ဖွဲ့ကမ္ဘလူခရိုင်ဒုံတပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးအဖွဲ့မြင်းချံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့ကြောင်းအသိပေးထားပါတယ် ်မြို့သိမ်းတိုက်ပွဲမှာဟောင်းဝင်းစားနှစ်လက်120မမနှစ်လက်အပါအဝင်လက်လက်ကျင်းလက်လက်ငယ်နဲ့ခရမ်းမီကြောင့်အမြောက်အများသိမ်းပရရှိကြောင်းကနဦးသတင်းထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့လေးမျက်နှာမှာရက်ကြီးအုပ်ချုပ်ရမှုနဲ့ရှိုင်းမှုများကပြည်သူစစ်မှုရန်အကြောင်းပြပြီးစစ်ရှောက်နေများကိုချင်းချောင်းငွေတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ။အေယာရီတိုင်းလေးမျက်နှာမျိုးနဲ့တောင်ပေါ်အုပ်စုတွင် စစ်ကောင်စီခန့်ရက်ကျေးအုပ်ချုပ်ရေးမှုနဲ့ရှိုင်းမှုများကပြည်သူစစ်မှုရန်အကြောင်းပြ၍ငွေများတောင်းယူနေကြောင်းဒေသခံများထံမှသိရပါဗယ်။နေရင်တိန်ကိုအသက်18မှ35နှစ်တွင်တူးရှိပါကကျန်းဝင်ရှေတောင်းနှစ်ဦးရှင်းလျင်ကျန်းဝင်တသိန်းခွဲထိပေးရကြောင်းဒေသခံများကဆိုပါရယ်။ပြည်သူစစ်မှုရန်စုဆောင်ရေးဆိုပြီးချင်းချောက်ပြီးပတ်စံနေအတင်းတောင်းနေတာပြီးတော့နေဘက်မှာကဆစ်ဆောင်နေကြတာဒါ့ကိုအတင်းငွေတောင်းနေတော့အတော်လေးဒုက္ခရောက်နေကြပါတယ်လို့တော ောင်မိုးအုပ်စုရှိဒေသခံတူက ARN Time ကိုပြောပါရယ်